င်္ဂလာပါရှင်ဒီနေ့အောက်တိုဘာ29ရက်နေ့အတွက် People Spring ရဲ့နေ့လယ်ခင်းတီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ American ရေတပ်ရဲ့လေရင်တင်သင်္ဘောကြီးပေါ်မှာခြေစိုက်ထားတဲ့ရဟတ်ယာဉ်နဲ့တိုက်လေရင်တို့တနေ့တည်းမှာပဲနိုင်ပိုင်းသာချပြီးပြတ်ကြတဲ့ဖြစ်စဉ်မနေ့ကအောက်တိုဘာ26ရက်မှာဖြစ်ခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်ကတောင်တရုတ်ပင်လယ်ရေပြင်မာကြီးဖြစ်ပွားခဲ့တာပါလေရင်အမှုတန်းတွေကိုတော့ဘေးကင်းကင်းကယ်တင်နိုင်ခဲ့တယ်လို့ အမေရိကန်ရေတပ်ရဲ့ Pacific စစ်စင်ရေးဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ပြီးတော့လေယာဉ်တွေပြတ်ကျခဲ့တဲ့အကြောင်းရင်းကိုလည်းစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေပါတယ်။အမေရိကန်ရေတပ်ရဲ့ထုတ်ပြန်ချက်မှာတော့အောက်တိုဘာ26ရက်နေ့လယ်ပိုင်းတုန်းက MH-60R Seahawk အမျိုးအစားရဟတ်ယာဉ်ပင်လယ်ထဲကိုပြတ်ကျသွားခဲ့တယ်လို့သိရပါတယ်။ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသူ၃ဦးစလုံးကိုကယ်ဆယ်ရေးဖော်တွေကရှာဖွေကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီရဟတ်ယာဉ်က USS Nimitz လေယာဉ်တင်သင်္ဘောကြီးပေါ်ကနေ ပုံမှန်သတ်မှတ်ခရီးစဉ်တစ်ခုအတွက်ပြန်တန်းရင်ပြတ်ကျခဲ့တာလို့ဆိုပါတယ်။နောက်ထပ်나ယူဝက်အကြာမှာတော့ USS Nimitz ပေါ်မှာပဲအခြေစိုက်တဲ့ American ရေတပ်တိုက်လေယာဉ် FA-18F တစီးထပ်ပြီးပြတ်ကျခဲ့ပြန်ပါတယ်။အဲ့ဒီတိုက်လေယာဉ်ကလေယာဉ်မူး2ဦးကိုလေဘေးမသီးရမခကယ်ဆယ်နိုင်ခဲ့တယ်လို့ရေတပ်ကပြောပါတယ်။ American ရေတပ်က USS Nimitz ကိုရေမဲအခြေစိုက်ဟိုဒီသဘုံတွေကိုတိုက်ခိုက်တဲ့စစ်ဆေးရေးအတွက်အရှိလေပိုင်းမှာအချိန်တော်ကြာဖြန့်ကျက်ထားပြီးတဲ့နောက် ဝါရှင်တန်ပြည်နယ်စီပြန်လာဖို့ခေါ်ယူထားပါတယ်။အဲ့ဒီလေရင်တင်သင်းမော့ကြီးကိုလာမယ့်နှစ်မှာရေတပ်ကပေးတိုင်အနားပေးဖို့လဲစီစဉ်ထားတာဖြစ်ပါတယ်။ USS Nimitz ကအမေရိကန်လေရင်တင်သင်းမော့အားလုံးထဲမှာတက်တန်အရှိကြဆုံးရေရင်ကြီးလေးဖြစ်ပါတယ်။အခုလိုမျိုး USS Nimitz ပေါ်ကလေရင်နှစ်စီးဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်ရဲ့နောက်ကွယ်မှာပေါ်ဆာမှုမှားယွင်းကန်တွဲမှုတွေရှိခဲ့သလားဆိုတော့မသိရသေးပါဘူး။တခြားအမေရိကန်လေရင်တင်သင်းမော့တစ်စီးဖြစ်တဲ့ USS Harry S. Truman မှာလည်း အဲ့ဒီလိုအမှားမျိုးတွေကြောင့်ပြီးခဲ့တဲ့လပိုင်းတွေအတွင်းအတော်လေးခေါင်းခဲစရာတွေဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့အရှေ့လယ်ပိုင်းမှာဖြန့်ကျက်ထားခဲ့ခြင်းပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းက USS Harry S Truman ပေါ်ကပြန်တက်လာတဲ့ FA-18 တိုက်လေယာဉ်ကိုအချံအယံရေရင်တစည်းဖြစ်တဲ့ပဲထိန်တုံးကြီးတက် Cruiser စစ်သင်္ဘော USS GD Spot ကမှောင်ရင်ပစ်ချမိခဲ့တာပါ။အခုနှစ် April လမှာလဲ USS Harry S Truman လေယာဉ်တင်သင်္ဘောပေါ်ရန်နာထားတဲ့ FA-18 တိုက်လေယာဉ်တစည်း ပင်လယ်ထဲပြုတ်ကျသွားပြီးပျက်စီးဆုံးရှုံးခဲ့ပါတယ်။နောက်ထပ်မေလမှာလည်း FA18 တိုက်လျင်တစည်းတင်ဘောပေါ်အစင်းမှာအရှိန်သက်ပေးမဲ့တမ်မဏိကျိုးနဲ့မချိမ့်မီပဲအရှိန်လွန်ပြီးပင်လယ်ထဲကျသွားတာကြောင့်လေရင်မူးနှစ်ဦးအရေးပေါ်လေတီးနဲ့ခုံထွက်ခဲ့ရပါတယ်။အဲ့ဒီဖြစ်စဉ်တွေမှာတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုမရှိခဲ့ပေမဲ့လည်းအပူတပြင်းစုံစမ်းစစ်ဆေးမှုတွေကိုတော့လှုပ်ဆောင်နေပါတယ်။ FA18 တိုက်လျင်တစည်းကပြည်မြဒေါ်လာတန်း60ကျော်လောက်တန်ကြီးရှိတယ်လို့လည်းသိရပါရဲ့ရှင်။ ဂါဇာကမ်းမြောင်ဒေသထဲမှာပျောက်ဆုံးနေတဲ့အစ္စရေးတစားကန်ရုပ်အလောင်းတွေကိုအီဂျစ်နိုင်ငံနဲ့နိုင်ငံတကာကြက်ချယ်နေအဖွဲ့ ICRC တို့ပူးပေါင်းပြီးစတင်ရှာဖွေနေပါတယ်။အဲ့ဒီတစားကန်တွေက2023အောက်တိုဘာ9ရက်နေ့တိုက်ခိုက်မှုမှာဟာမတ်စ်ပျောက်ကြားတွေရဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရသူတွေပါ။သူတို့ကချုံနောင်ခံထားရတဲ့ကာလမှာတိတ်ဆုံးခဲ့ပြီးအဲ့ဒီနောက်ပိုင်းအလောင်းတွေပျောက်ဆုံးနေတာဖြစ်ပါတယ်။အစ္စရေးနဲ့ဟာမတ်စ်တို့လက်ရှိရယူထားတဲ့အပြည့်အခက်ရဲ့စဲရီသဘောတူညီချက်အရာ ဟာမတ်စ်ဟာအသက်ရှင်ရရှိနေတဲ့တရားခံအားလုံးကိုပြန်လွှတ်ပေးပြီးပါပြီ။နောက်ထပ်တရားခံအလောင်း28လောင်းကိုလည်းပြန်ပေးအပ်ဖို့ကတိပြုထားပေမဲ့15လောင်းကိုပဲအစ္စရေးစီလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ကျန်းတဲ့အလောင်းတွေကစစ်ပွဲကာလအတွင်းအပြက်စီးတွေအောက်မှာပိတ်မီပျောက်ဆုံးကုန်ပြီးပြန်ရှာတွေ့ဖို့ဆိုရင်ဤပညာနဲ့ကျွမ်းကျင်မှုအကူအညီတွေလိုတယ်လို့ဟာမတ်စ်တွေကဝန်ခံထားပါတယ်။အစ္စရေးအာဏာပိုင်တွေကဂါဇာမှာရှိတဲ့အစ္စရေးထိန်းချုပ်ထားရာဇုံနယ်မြေတွေထဲမှာ အီဂျစ်နဲ့ ICRC အဖွဲ့ဝင်တွေဝင်ရောက်ရှာဖွေမှုကိုခွင့်ပြုပေးထားကြောင်းအောက်တိုဘာ26ရက်နေ့မှာပြောကြားခဲ့ပါတယ်။ Israel Media ရဲ့အဆိုအရ Israel စစ်တပ် IDF ကအဲ့ဒီရှာဖွေမှုမှာပူးပေါင်းကူညီဖို့အတွက် Hamas အဖွဲ့သားတချို့ကိုလည်းထိန်းချုပ်နေမြေတဲ့ဝင်ရောက်ခွင့်ပေးထားတယ်လို့သိရတာပါ။ Hamas ကလည်းတရားခံအလောင်းတွေရှာဖွေရေးမှာအီဂျစ်နဲ့ပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတာကြေညာထားပါတယ်။ဂါဇာအဖြစ်ရသဘောတူညီမှုကိုဦးဆောင်ညှိနှိုင်းပေးခဲ့တဲ့ American သမ္မတ Trump ကတော့ ဟားမတ်စ်ဟာအလောင်းတွေပြန်ရှာတွေ့ရေးကိုမြန်မြန်လက်ဆတ်တက်ပေးဖို့လိုတယ်လို့ပြောကြားခဲ့ပါတယ်။ပြက်ကွက်ခဲ့မယ်ဆိုရင်တော့အခုငြိမ်းချမ်းရေးသဘောတူညီချက်ဖြစ်မြောက်အောင်ဝိုင်းဝန်းပေးထားတဲ့နိုင်ငံတွေကဟားမတ်စ်အပေါ်အရေးယူရလိမ့်မယ်လို့သူကသတိပေးခဲ့ပါတယ်။ဟားမတ်စ်ကတော့တရားခံအလောင်းတွေကိုပြန်ရှာတွေ့ဖို့အစွမ်းရှိသမျှအာသုံခွန်ဆိုင်စ조사နေကြောင်းတုံ့ပြန်ထားပါတယ်။ဒါပေမဲ့အဆောက်အအုံအပြည့်အစည်းတွေအောက်ကအလောင်းတွေကိုရှာဖွေဖို့ဆိုတာကအင်မတန်ခက်ခဲတယ်လို့ဟားမတ်စ်တွေဆိုပါတယ်။ Israel အစိုးရပြောရေးဆိုခွင့်ရရရှိတဲ့ဦးကတော့ အလောင်းတွေဘယ်နေရာမှာရှိနေသလဲဆိုတာဟာမတ်အဖွဲ့သားတွေတေချာပေါက်သိကြတယ်လို့ပြောထားပါတယ်။ဟာမတ်ဘက်ကသာအခုထပ်ပိုးပြီးအားစိုက်ပေးခဲ့မယ်ဆိုရင်အလောင်းတွေပြန်တဲတဲ့ကိစ္စကပြီးစီးနေလောက်ပြီလို့သူကဝေဖန်သွားပါတယ်ရှင်။ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ။စစ်ကောင်စီနဲ့လက်ရှိရထားတဲ့စစ်ရဲစဲရေးသဘောတူညီချက်ကအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ဘယူဟာကြကြနားလည်နေဖို့ ိုကန့်တက်မတော် MNDAA စေဦးစီးမှုချုပ်ကတင်နန်းစင်တပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းပြောကြားခဲ့ပါတယ်။ MNDAA ရဲ့2025ခုနှစ်အပတ်စဉ်တက်ကေတာများအလဲကြတင်နန်းစင်ပွဲကိုအောက်တိုဘာ25ရက်ကပြုလုပ်ခဲ့တာပါ။ဒီအကြောင်းကို2029ခုစစ်စစ်ရေးနှစ်နှစ်ပြည့်တဲ့ဒီနေ့အောက်တိုဘာ29ရက်မှာ MNDAA ကထုတ်ပြန်လာတာဖြစ်ပါတယ်။ MNDAA စေဦးစီးမှုချုပ်ကလက်ရှိရထားတဲ့စစ်ရေးရက်စဲရေးသဘောတူညီချက်ဟာအစဉ်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး နောက်ဆုံးငြိမ်းချမ်းရေးမဟုတ်သေးတာကိုအားလုံးသိရှိဖို့နဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့လမ်းစဉ်ဟာဝေးလံနေစေဖြစ်တာကိုတက်သားအားလုံးသတိရှိဖို့တိုက်တွန်းခဲ့ကြောင်း MNDAA ကထုတ်ပြန်ထားပါတယ်။၃၀၂၀စစ်စေရေးကနေစခဲ့တဲ့ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကိုပြန်လည်သုံးသပ်ပြီးလက်ရှိရထားတဲ့စစ်ရေးရလဒ်တွေကမရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့သွေးချွေးအသက်တွေနဲ့ရရှိခဲ့တာလို့ဆိုပါတယ်။ကိုယ်ကယ်ရေးမှုအားလုံးကသမိုင်းကိုမှတ်မိနေဖို့ ရလက်တွေကိုတံပိုးထားဖို့တိုက်တွန်းခဲ့ပါတယ်ဒီတစ်ခါပြုလုပ်တဲ့တန်တန်းက66ရက်ကြာတန်တန်းဖြစ်ပြီးအထူးဒေသလုံးဂျုံရဲ့အခြေအနေရှုပ်ထွေးပြီးကြက်တဲတဲ့အချိန်မှာကျင်းပတာလို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်ဒီတန်တန်းစင်ပွဲကအနာဂတ်အတွက်မဟာဗျူဟာကြကြစီစဉ်ဆောင်ရွက်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပြီးအနာဂတ်မှာရှုပ်ထွေးတဲ့စစ်ပွဲတွေနဲ့တိုက်ပွဲတွေကိုရင်ဆိုင်ပြီးရဲရင့်စွာတိုက်ခိုက်အောင်ပွဲခံနိုင်တဲ့အယိုးကအင်အားစုတစ်ရပ်ဖန်တီးဖို့ရည်ရွယ်တယ်လို့ MNDAA စစ်ဦးစီးမှုချုပ်ကပြောကြားခဲ့ပါတယ်။ MNDAA က2023အောက်တိုဘာ29ရက်မှာညီနောင်မဟာမိတ်ဖြစ်တဲ့အာရခတပ်တော် AA တအန်းတမတော် TNLA တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ30နှစ်ခုစစ်ဆေးရေးစတင်ခဲ့ပါတယ်။အဲနောက်လာရှိုလောက်ကိုင်းချင်းရွှေဟော်မုံကိုဖောက်ဆိုင် ကုံချံပန်လုံးကွမ်းလုံးသိန်းနီဒါမုံငယ်ပန်ဆိုင်မျိုးတွေကိုသိမ့်ပခဲ့ပါတယ်။သိမ့်ယူထားတဲ့မျိုးတွေမှာအုတ်ချုပ်ရေးရန်ရာဖော်ဆောင်နေခြင်းမှာပဲ။ တရုတ်အစိုးရရဲ့ဖိအားကြောင့်လာရှိုမြို့ကို2025ဧပြီလမှာစစ်ကောင်စီစီပြန်လွှဲပေးခဲ့ပါတယ်။လက်ရှိမှာလည်းသိန်းဒီမြို့ကိုပြန်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့ MNDAA စစ်ဦးစီးဌာနကပြီးခဲ့တဲ့ဇူလိုင်26ရက်မှာကျင်းပခဲ့တဲ့အစည်းအဝေးမှာတပ်ဖွဲ့ဝင်အလုံးလာမယ့်ဒုတိယနှစ်ဝက်အတွင်းစစ်ရေးလေးကျင်းမှုအရှိန်မြင့်မယ်လို့ဆုံးဖြတ်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့က10/20ကိုစစ်စစ်ရေးနှစ်နှစ်ပြည့်ဖြစ်ပါတယ်။10/20ကိုစစ်စစ်ရေးစတင်ခဲ့ခြင်းက မြန်မာပြည်သူလူထုရဲ့သဘောထားအတိုင်းစစ်အာဏာရှင်ကိုအပီးတိုင်းတိုက်ခိုက်ချေမှုန်းမယ်လို့ MNDAA AA နဲ့ TNLA တို့ညီနောင်မဟာမိတ်သုံးဖော်ကထုတ်ပြန်ခဲ့ပါတယ်။လက်ရှိ AA ကရခိုင်ပြည်နယ်မှာလက်ကျန်မျိုးသိမ်းတိုက်ပွဲတွေကိုဆက်တိုက်နေတယ်လို့ TNLA ကလည်းစစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်နေပါတယ်။ MNDAA ကတော့တရုတ်ရဲ့ဂျားဝင်မှုနဲ့လာရှုမျိုးကိုစစ်ကောင်စီစီပြန်ပေးပြီးစစ်ကောင်စီနဲ့အပြစ်ရထားပါတယ်။တဆယ်နှစ်ဆက်ကုန်စစ်စင်ရေးမှာအခြားသော data က PDF တွေလည်းပါဝင်တိုက်ခိုက်ခဲ့ပြီး အထီးခိုင်အကြဆုံးများခဲ့ပါတယ်။ဒါကြောင့်တရုတ်ဖိအားတွေကို MNDAA တဖွဲ့တည်းရင်ဆိုင်နေရတာမဟုတ်ကြောင်းနဲ့တစ်ဆယ်နှစ်ဆက်ကုန်စစ်စင်ရေးဂတိကဝတ်ကို MNDAA အနေနဲ့အချိန်မဆွဲဘဲစစ်ကောင်စီကိုတိုက်ခိုက်ဖို့လိုတယ်လို့ပြည်သူတွေကမှတ်ချက်ပေးနေကြပါတယ်ရှင်။အကူတိုင်းရေဒါရှင်မြို့နယ်မှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက People's Spring ကိုပြောပါတယ်။ရေဒါရှင်မြို့နယ်ဆွာမြို့နယ်၃မိုင်လောက်သာဝေးတဲ့ရွာသစ်ရွာကအထိုင်းစခန်းနဲ့ကာကင်းတွေကိုပြန်ရဖို့ စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်လာတာလို့သိရပါတယ်။ဒီမနက်10နာရီကျော်မှာရေတာရှည်မြို့နယ်စစ်တောင်းမြေအရှိတ်ချန်တိုက်ပွဲအတွင်စစ်ကောင်စီကလေရင်နှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့တရရင်3500လေးတက်ခွဲတဲတာဝန်ရှိသူကပြောပါတယ်စစ်ကောင်စီကအင်အား400ဝန်းကျင်နဲ့ထိုးစစ်ဆင်လာပြီးတိုက်ပွဲပြင်းထန်နေတာလို့နေပြည်တော်တိုင်းစစ်ဌာနစေဦးစီးချုပ်ဘိုးလက်ရာကအတည်ပြုပါတယ်မနေ့ကလည်းတနေကုန်တိုက်ပွဲဖြစ်ခဲ့ပါတယ်စစ်ကောင်စီကရွာတက်ရွာဘက်ကိုဓာတ်ရိုက်စစ်ကြောင်းမထိုးဘဲ ရွာသစ်တောင်ဘက်ကျော်ကထိုးလာတာလို့ဗိုလ်လက်ရကရှင်းပြပါတယ်။တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုရှိတယ်လို့သူကဆက်ပြောတာပါ။ဒါ့အပြင်ဒီနေ့လည်းတိုက်ပွဲဆက်ဖြစ်နေပြီးအသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ဆိုပါတယ်။စစ်ရေးအရာအရေးပါတဲ့စစ်တောင်းကြီးအရှိတ်ချမ်းရွာသစ်ကျေးရွာကစစ်ကောင်စီအထိုင်စခန်းကိုနေပြီးတော့တိုက်စစ်ဌာနလက်အောက်ခံတရင်တွေကအောက်တိုဘာ20ရက်မှာတင်ပိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ကတပ်ရင်းမှုအပါအဝင်15ဦးသေဆုံးခဲ့ပြီးစစ်တုံးပန်း2ဦးဖမ်းဆီးရမိခဲ့တာဖြစ်ပါရဲ့ရှင်။ People's Spirit ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။